Tesla Strong Spare ရဲ့အဓိကတည်ထားရမယ့်ကောင်းကျိုးတွေကိုတော့ရှေ့ဗီဒီယိုမှာပြပြထားခဲ့ပြီးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Tesla Strong Spare ရဲ့အဆိုးကျိုးတွေကိုပြပြပြသွားမှာဖြစ်ပါတယ်နံပါတ်1 Steroid ဆသုံးတာနဲ့တဘာဝအတိုင်း Tesla Strong ထုတ်လွှင့်မှုဟာကျဆင်းသွားတာပါပဲကျွန်တော်တို့ခန္ဓာကိုယ်ကလိုအပ်မှတ်တာအလုပ်လုပ်ဖို့ကိုဒီဇိုင်းဖန်တီးထားတာပါဒါကြောင့်မလို့ testosterone steroid သုံးတဲ့အခါမှာ testosterone level မြင့်တက်လာတဲ့အတွက်ခန္ဓာကိုယ်ကထပ်မံထုတ်လုပ်ဖို့မလိုအပ်တော့ဘူးလို့သတ်မှတ်ပြီးတော့တဘာဝအတိုင်း testosterone ထုတ်လုပ်မှုကိုကျက်တန်လိုက်တာဒါမှမဟုတ်ရင် short ချလိုက်တာမျိုးနဲ့တုံ့ပြန်ပါလေ။ဒါကြောင့် steroid ဆသုံးပြီးရင်နောက်ပိုင်းတွေပါပုံမှန်သုံးမှလာ testosterone hormone level ကိုထိန်းထားနိုင်မှာဖြစ်ပါလေ။နံပါတ်2ဝေးစီရဲ့မျိုးပေါက်ပွားနိုင်ခြေကိုထိခိုက်စေခြင်း နံပါတ်1မှာပြောထားတဲ့အတိုင်းပဲခန္ဓာကိုယ်ဟာတက်ဆူရှင်များနေတဲ့အတွက်သဘာဝအတိုင်းထုတ်လုပ်မှုကိုကျေတန်လိုက်တဲ့အခါမှာတက်ဆူရှင်ထုတ်လုပ်မှုကိုအဓိကလှုံ့ဆော်ပေးတဲ့ testy ဝိစီတွေကလည်းသူ့ရဲ့အလောက်ဆောင်ရည်ကိုကန့်သက်ခံလိုက်ရပါတယ်။အဲလိုကန့်သက်ခံလိုက်ရတာနဲ့အတူ testy ရဲ့အဓိကလုပ်ငန်းဖြစ်တဲ့ spam တုံးရထုတ်လုပ်ခြင်းကလည်းထိခိုက်လာပါတယ်။ဒါကြောင့်မလို့ testosterone steroid သုံးတဲ့သူတွေအတွက်ကလေးယူမယ်ဆိုရင်တခြားသောဆေးဝါးတွေထပ်တိုးအသုံးပြုရတတ်တာပဲဖြစ်ပါတယ်။ ။နံပါတ်3ရေရှည်မှာ testy ဖွေးစီကိုကြုံသွားစေနိုင်ခြင်း။ steroid ကိုရေရှည်သုံးလာတာနဲ့ည testy ကလည်းသူ့ရဲ့လုပ်ငန်းဆောင်တာလို့ကိုရေရှည်ကန့်သက်ခံလာရပါတယ်။အဲဒါကြောင့်မလို့အတုံးမပြည့်ရတဲ့ testy ကအရှိန်ကြီးကြုံလာနိုင်တယ်။တချို့သောလူတွေမှာ steroid ဖြတ်လိုက်ပြီးတိုင်အောင်ဖွေးစီကတက်တက်တလုံးပုံမှန်ပြန်အလုံးမလုံးနိုင်တော့တာမျိုးတွေထိဖြစ်တတ်ပါတယ်။နံပါတ်၄အကုန် အကျများခြင်း ။ Texas Strong Steroid ကရင်းရှိ300ရာဖြစ်တဲ့အတွက်သိကြပေါ့အကုန်ကြောင်းများပါတယ်။နံပါတ်5တခြားသော side effect များတခြားသော side effect တွေအနေနဲ့ဒီကုလုံးအနှံ့ဝက်ချံတွေအများကြီးထွက်လာနိုင်တာ။စပင်းတွေကျွတ်တာ၊သွေးပြစ်စေတာ၊ estrogen တက်စေတဲ့အတွက် nose တက်တာ။ပုံမှန်အိပ်မပြောင်းနိုင်တာ။ကြည့်ရှိမှာနှလုံးကိုဝင်ပြီးစေတဲ့အတွက်နှလုံးရောဂါဖြစ်နိုင်တာစတာတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မလို့ steroid စမသုံးခင်ဒါတွေကိုတတိပြုပြီးတော့ကိုတကယ်သုံးရတာရောတန်ရလားလို့စဉ်းစားနေချင်ပါတယ်ကျွန်တော်အနေနဲ့လူငယ်တွေကိုတန်ပွဲဝင် professional ကစားသမားမှမဟုတ်ချင် steroid တွေကိုလုံးဝမသုံးဖို့ကိုအကြံပေးချင်ပါတယ်စီကန်းရှိတဲ့နေထိုင်စားတောက်မှုနဲ့တဘာဝအတိုင်းနေခြင်းကသာရည်ရှိချမ်းမာတဲ့ lifestyle တစ်ခုကိုတန်တီးနိုင်မှာဖြစ်တဲ့အကြောင်းမှတ်ကြရင်လည်းဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FDFN channel လေးကနေပြီးတော့ နေစဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှတွေကိုပိတ်ပင်နေကြရှင်းလင်းပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာမေးရမင်းနဲ့တောက်လို့ရပါတယ်။အဆုံးထိကြည့်ပြီးတာကျေးဇူးတင်ပါတယ်။